မင်္ဂလာပါရှင်ရှာဟဲကွန်မီဒီယာမှာကြိုဆိုပါရစေ နေ့၈၀ပြည်တက်မတော်နေကိုကြိုးစုံကွန်ပျူတာအဖြစ်ဒါချီလေးမျိုးအထိမ်းမန်နိုင်စင်နဲ့လွေတော်ခန်းတန်ပေလီတတာဖွင့်လက်တဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်။နေ့၈၀ပြည်တက်မတော်နေကိုကြိုးစုံကွန်ပျူတာအဖြစ်ရှမ်းပြည်နယ်ရှိပိုင်းဒါချီလေးမျိုးအထိမ်းမန်နိုင်စင်နဲ့လွေတော်ခန်းတန်ပေလီတတာဖွင့်ပွဲအခမ်းအနားကိုမတ်လ၂၆ရက်နေ့နံနက်ပိုင်းကမြန်မာထိုင်းချစ်တီတတာအမတ်တဲအဝိုင်းပန်းနဲ့လွေတော်ခန်းကြီးရာတို့တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာသတိကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမူပုံမှုချုပ်ဆိုလိုက်က အဖွင့်ကုန်ပြုအမားစကားပြောကြပြီးမြုံမီမြုပ်ဖာဥထွန်းနေဦးနဲ့တာဝန်ရှိသူများကနိုင်စဉ်ဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီလူဒန်းကြသူများအားနိုင်စဉ်သက်ဖွံ့ဖွဲအထိမ်းအမှတ်ဒစိမ့်နဲ့ကုန်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါတယ်။အဲဒီနောက်တရိကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမုံနဲ့တာဝန်ရှိသူများကနိုင်စဉ်သက်အားဖေဆိုဖြတ်ဖွင့်လက်ပြီးနိုင်စဉ်တိဆောက်ထားမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။တချီလေးမျိုးအထိမ်းမှန်နိုင်စဉ်ကို iBoss Company မှလူဒန်းငွေကျပ်3600ကျပ်မြုံမီမြို့ဖာ လူရှင်များ၏လူဒဏ်ငွေထိုင်းဘတ်ငွေ14သိန်းစုစုပေါင်းထိုင်းဘတ်ငွေ34သိန်းဖြင့်အဝိုင်းချင်း50ပေပတ်လဲနိုင်စင်အတိုင်းတာ15ပေပတ်လဲအမြင့်50ပေရှိနိုင်စင်အားမြမရွရရင်ကြည်မှုအမွေနှင်းများကိုအခြေခံ၍မြို့နယ်စီပင်သားရဲဌာနကြီးကြပ်မှုဖြင့်2024ခုနှစ်နိုဝင်ဘာလ22ရက်နေ့မှစတင်ကလုပ်ငန်းများအကောင့်ထည့်ပေါ်ဆောင်ရွက်ခဲ့ပြီး180ပြည့်တမတော်နေ့အထိမ်းအမှတ်ဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည် အလားတူသတိကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်ဆိုလိုက်ပြည်နယ်ဆိုရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းရှိဥက္ကဋ္ဌဦးစောလင်ဆိုနေတာဝန်ရှိသူများကလွေတော်ခန့်ကြီးရအုပ်စုလွေတော်ခန့်တန်ပေလီတတာအဖွဲ့ချုပ်ဖြတ်ဖွင့်လက်ပြီးတတာအားလည်းလည်းကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်အဆိုပါတန်ပေလီတတာကိုလုပ်ငန်းရှင်များဒေတာခန့်ပြည်သူများကထိုင်းဘတ်ငွေ330ထဲဝင်လူတန်းကအရှေ80ပေးအကျယ်16ပေးကိုကြီးလက်လန်ဦးစီးဌာနနဲ့ဒေတာခန့်အလူရင်ရှင်ဦးရံမျိုးအောင်တို့ဦးဆောင်၍ 2025ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာလုပ်ငန်းများစတင်အကောင့်ထဲပို့ဆောင်ရွက်ခဲ့ပြီး20ပြည့်တမတော်နေ့အထိုင်အမှတ်အဖြစ်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။